မင်္ဂလာပါရှင်။နိုဝင်ဘာလ၄ရက်အင်္ဂါနေ့အတွက်ရှင်ရင်ကုန်ရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့တွင်မိုးသီးထန်စွာရွာသွန်းသဖြင့်ရေရှမ်းမှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။နိုဝင်ဘာ၂ရက်နေ့နက်ပိုင်းတွင်ရန်ကုန်မြို့မှာမိုးသီးထန်စွာရွာသွန်းပြီးလမ်းမများရက်ကွက်လမ်းများပေါ်တွင်ရေကြီးရေရှမ်းခြင်းနဲ့နေအိမ်များတွင်ရေများဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။မိုးသီးထန်စွာရွာသွန်းမှုကြောင့်တောင်ကလာကမာရော့လိုင်းမြောက်တကုံး တာမွေမယံကုန်းရန်ကင်းစတဲ့မြို့နယ်များနဲ့အခြားမြို့နယ်များတွင်ရေကြီးရေလျှံနေခြင်းဖြစ်ပါတယ်။အရှေ့ဘက်မှာရွေရှားလာတဲ့လေပွေလှိုင်းများရဲ့အရှိန်နဲ့ဘင်္ဂလားပင်လယ်ော်တွင်ဖြစ်ပေါ်နိုင်တဲ့လေပြင်းအားနဲ့ရဝန်းရဲ့အရှိန်ကြောင့်နိုဝင်ဘာလ10မှ6ရက်တွင်တိုင်းနယ်ပြည်နယ်များရှိအချို့ဒေသများမှာနေရာခွက်ရီမူကြီးခြင်းနဲ့လေပြင်းတက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗီဒာညွှန်ကြားမှုဦးစီးဌာနကအထူးမိုးလေဝသတရင်အနေဖြင့်ထုတ်ပြန်ထားကြောင်းသိရပါပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့လိုင်သာယာတွင်တဆညပါတီမှလွှတ်တော်ကုစလေလောင်းတူကားတိုက်ခံရတဲ့တွင်ဖြစ်ပါတယ်။လိုင်သာယာတွင်မကြခင်ကျင်းပမဲ့ကြီးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ပြီးလွှတ်တော်ကုစလေလောင်းတူကားတိုက်ခံခဲ့ရတယ်လို့သိရပါတယ်။ဖြစ်စဉ်မှာနိုဝင်ဘာ၂ရက်မိုးတဲ၁၂နာရီခန့်ကရန်ကုန်တိုင်းဒေသကြီးလိုင်သာယာအနောက်ပိုင်းမြို့နယ်အမှတ်၁၉ရပ်ကွက်ကျန်းစစ်သားလမ်းမပေါ်တွင်ကိုစလေလောင်းဥဆုံထက်နေ၎င်းရဲ့မိသားစုဝင်နှစ်ဦးလိုက်ပါလာတဲ့ပေးတွေဆိုင်ကြီးကိုရွှေလင်းမန်းပမာမောင်းနှင်လာတဲ့ကားတစ်စီးမှတိုက်မိခဲ့ခြင်းဖြစ်ကြောင်းသိရပါဗျ။ ဖြစ်စဉ်ကြောင့်ဥဆုထက်နှင့်၎င်းရဲ့မိသားစုနှစ်ဦးတွင်ထိခိုက်ဒဏ်ရာအနည်းငယ်စီရရှိခဲ့ပြီးကျွလွန်သူအားဥပဒေနှင့်အညီအမှုဖွင့်ရေးယူထားကြောင်းသိရှိရပါသည်ရှင်။